ရသော်ဖေဟာကလောကကြီးဟာမမြဲဘူးအနေစာအနတ္တလို့ဟောပါတယ်။လူတွေကိုစောင့်လေမျိုးနွယ်အမျိုးအနွယ်ကိုစောင့်ရှောက်ရမယ်လို့လည်းဆုံးမပါတယ်။ဒီနှစ်ခုဟာစန့်ကျင်ဘက်သဘောဆောင်နေပါသလားခမညာ။ရသော်ဖေဟာကလောကကြီးဟာမမြဲဘူးအနေစာအနတ္တလို့ဟောပါတယ်။ လူတွေကိုစောင့်လေမျိုးနွယ်အမျိုးအနွယ်ကိုစောင့်ရှောက်ရမယ်လို့လည်းဆုံးမပါပါတယ်။ဒီနှစ်ခုဟာစန့်ကျင်ဘက်သဘောဆောင်နေပါသလားခမားဆိုပြီးတော့ဒါအကောင့်ပိုင်ရှင်မြင့်မူထူကမေးမြန်းထားရပဲဖြစ်ပါရဲ့ရှင်။မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ဏိကေ၅ရပြိဋကတ်၃ပုံကဘယ်အချက်ဘယ်ဘက်မှမှလိုအပ်ချက်မရှိဘူး။အားလုံးပြည့်စုံပြီးသားပဲ။အကုန်လုံးပြည့်စုံတဲ့အတွက်ကေဝလပြိပုံနာလို့ခေါ်တယ်။ပြင်းစရာဖြစ်စရာနှုတ်စရာပဲစရာမရှိတဲ့အတွက်ပြိတုဒ္ဓါလို့လည်းသတ်မှတ်တယ်။ ဲ့တော့အဲ့ဒီတရားတွေအလုံးကိုအလုံးချုပ်ရင်နှစ်ပိုင်းရှိတယ်။လောကီဘိုင်းနဲ့လောကုတ္တရာဘိုင်းဒါကိုလောကီယတ္တမလို့ခေါ်တယ်။လောကုတ္တရာတ္တမလို့ခေါ်တယ်။တ္တမဆိုတာသူတော်ကောင်းတရားပေါ့။လောကီယတ္တမကိုဘဝကောင်းစားရေးလို့ခေါ်တယ်။လောကုတ္တရာတ္တမကိုဘဝလွတ်မြောက်ရေးလို့ခေါ်တယ်။ နော်အဲ့တော့ဘဝလွတ်မြောက်ရေးကိုဆောင်ရွက်ကြမဲ့ပုံကူတွေဆိုရင်သန္တာရဝတ္တဒုက္ခတော့မောဇနထာယဆိုတဲ့ခေါင်းစဉ်အောက်ပါသွားရတယ်။သွားတဲ့ခါမှာသွားကျင်နိုင်သွားလို့မရအောင်အဲ့ဒီပုံကူတွေဟာလောကကိုတန်တရာကိုအမတန်ဆက်ဆုပ်မြည်ခွေတန်ဝေကကြီးရရှိရမယ်။အင်ဒရီတွေရင့်ကျက်နေရမယ်။နော်နောက်တစ်ခါကျတော့ပါရမီတွေအထောက်ပံ့တွေလည်းပဲရှိနေရမယ်။အဲ့ဒီ၃ချက်ရှိမှခုနကသန္တာရဝတ္တဒုက္ခတော့ဆိုတဲ့ခေါင်းစဉ်အောက်ကနေဘဝလွတ်မြောက်ရေးကိုသွားကြတယ်။တကယ်လည်းလွတ်မြောက်ကြတယ်။အဲ့ဒီ၃ချက်နဲ့မညီညွတ်တဲ့ပုံကူ ကြံခဲ့ကြတယ်ဘုရုရှင်ဖြစ်နေကျွန်တော်တို့ပါဝင်ပေါ့ဗျာအခုဘုရုရှင်ဖြစ်နေကြံနေတာကျွန်တော်တို့မှာကြီးစွာသောတန်ဝင်ကလည်းမရှိဘူးအင်ဂျီတွေကမရင်ကျက်သေးဘူးပေါ့ဗျာရင်ကျက်ရင်ရှာတာပေါ့လွတ်လန်းရှာပြီပေါ့နော်ထားပါတော့နောက်တစ်ချက်ကပါရမီကန်အထောက်ပံ့ကလည်းပဲချိန်ခါရှိမရောက်သေးဘူးပေါ့နော်လူတိုင်းမှာတော့ရှိရဲဒါပေမဲ့ပဲချိန်ရောက်ဝင်တော့မသိဘူးအဲ့ဒီချက်တွေဖြစ်တဲ့အတွက်ကြံခဲ့ကြတယ်အများကြီးပဲကြံတဲ့ပုံစံတွေကများတယ်လောကမှာကြံတာလောကစရာကိုလွတ်မြောက်သွားတာခုနအချက်နဲ့ပေါ့နော်အဲ့ဒီကခုနမေခွန်းနဲ့ပါတဲ့ဟာတွေကအဲ့ဒီလောကလွတ်မြောက်ရေးအတွက် ယုံနံဓမ္မတို့အနိစ္စဒုက္ခအနတ္တတို့နော်ကုဏသူပြောတဲ့ဟာလေအဲ့ဒီလမ်းလမ်းသွားရတယ်အဲ့ဒါလိုကျွင်းကြံတဲ့ဟာတွေကြတော့မြတ်စွာဘုရားရှင်ကဘာပြောလဲအဲ့ဒီကျွင်းကြံရတဲ့ပုံကိုယ်တွေကဉာဏ်မမီသေးတဲ့ပုံကိုယ်တွေကလောကကြီးကုံဆောင်အောင်ကြီးပွားအောင်လိန်မာကြပါစေတော့ယဉ်ကျေးကြပါစေတော့ဆိုပြီးတော့ဘာတွေဟောရလဲငါးပါးတိလဟောတယ်မင်္ဂလာတုဟောတယ်အလားဟိုဘာခေါ်မလဲဇမဆူတရား၄ပါးဟောတယ်သင်္ကာလောဝါဒတုတွေဟောတယ်မိဘဝတ္တသမီးကိုကျင့်ဝင်တွေဟောတယ်အဲ့ဒါကဘာလဲဆိုရင်တိုးတက်အောင်လို့လောကကြီး အစင်တက်မြင့်မြင့်နဲ့တိုးတက်အပြီးကြံခဲ့အောင်စွတ်စွတ်ပြက်ပြက်နဲ့ပေါက်တက်ခဲ့ရတယ်မဖြစ်အောင်လို့ဘုရားရှင်ပြခဲ့အခုသူမေကွန်းတက်မှာ မေးတယ်စောင်းလီမျိုးနဲ့ဝုံငါးတယ်ဆိုတဲ့ဟာပေါ့နော်ဟုတ်ကျင်းပါလေမျိုးနွယ်ကိုလည်းစောင့်ခိုင်းတယ်ဟိုဘက်မှာလည်းမမြဲဘူးပြောတယ်ဆိုတော့ဒါသူကချမ်းစီတာအဲ့ဒါကပသင်္ဂလောဝါဒတုတ်ကစကားလောကကြီးပွားရေးပေါ့နော်ဘဝကောင်းစားရေးအတွက်ဟောရခဲ့တဲ့ဟာ ဘဝလွတ်မြောက်ရေးအတွက်မဟုတ်မဟုတ်ဩခဲ့တာမဟုတ်ဘူးသင်္ကလောဝါဒသုံးပါသာသမိကျင့်ဝင်လည်းမှာပါတယ်လေစောင့်လေမျိုးနယ်ဝတ်ငါးသွယ်ဆိုတာအဲ့ဒါကိုထပ်ထားဆရာကပါဠိကတော့သူကကုလဝန်တန်ထပိတာမိလို့ခေါ်တာအဲ့ဒါလေးကိုမြန်မာလိုစောင့်လေမျိုးနယ်လို့ပြောတာကုလဝန်တန်ထပိတာမိအဲ့ဒါဘာလဲဆိုတော့အချက်သုံးချက်ရှိတယ်ဗျာနော်သာသနာတိတိပါပြရမိဘတို့ရဲ့ပစ္စည်းဥစ္စာတွေကိုမပြောက်မပြက်အောင်သာသမိကဆက်လက်ထိန်းသိမ်းခြင်းအဖြစ်အမျိုးနယ်ကိုတည်ရမ်းရမယ်တဲ့။နောက်မိဘတို့လက်ထက်ကပြုခဲ့တဲ့ဝတ်တွေပေါ့ကုသိုလ်ဝတ်တွေကို မပြတ်မကွက်ဆက်လက်အစဉ်ဆက်စောက်တည်ခြင်းအပြင်အမျိုးနွယ်ကိုစောက်တည်ရမယ်။နံပါတ်3မိဘလက်ထက်ကမိဘတွေကိုနိုင်ကဘောသူလက်ထက်ကဘောနော်။မှားရွင်းနဲ့တမမိစ္ဆာဒိဋ္ဌိအယူမြင်နေရှိရင်မှန်ကန်တဲ့တမဒိဋ္ဌိအမြင်ရှိအောင်သာသမီကဆောင်ရွက်ပေးရမယ်။ဥပမာဟိုဟာပေါ့တာတိပုံလေးမှရမိစ္ဆာယူရှိတယ်။ရှင်သာတိဘုရားတမယူရှိတယ်လေ။မဲတော့ပြန်ချွတ်ရတာပေါ့အဲ့လိုဟာမျိုးတွေပေါ့နော်ဒါကတော့အမြင့်ဆုံးဟောင်းပြောတာပါအဲ့ဒါသာသမီကျင့်ဝင်တယ်မှာပါဒီသုံးခုရှိတဲ့ခါကျတော့နံပါတ်1မိဘတို့ရဲ့ ဆောင်ထင်းခဲ့တဲ့ပစ္စည်းဥစ္စာကိုမပြောင်းမပြည့်အောင်ဘိုးစင်ပေါင်ဆက်အမွေနှစ်ကိုထိန်းသိမ်းပေးရမယ်။နံပါတ်၄ကမိဘတို့လက်ထက်ကပြုခဲ့တဲ့နေစဘတ်ဝတ်တွေကိုနေစဘတ်ဝတ်တွေဆိုတာကဟိုမပြောင်းပြောင်းထားတယ်ဆိုတော့မိဘ38ဝင်း9ခွင်တာသမီက38ဝင်းပြောတာမဟုတ်ဘူးเนาะအဲ့ဒါကိုပြောတာမဟုတ်ဘူးတတရချက်မှာပါတယ်မိစ္ဆာဒိဋ္ဌိကနေသမာဒိဋ္ဌိဖြစ်အောင်လုပ်ပေးရမယ်ဆိုတာဒါရှင်းသွားပြီပေါ့เนาะကောင်းတယ်ဥပမာထားပါတော့ဟိုဆွန်လောင်းတဲ့အလုပ်တွေပေါ့เนาะကောင်းမွန်တဲ့အလုပ်တွေပေါ့เนาะ listen နှစ်တိုင်းကောင်းမှုကုသိုလ်လုပ်တဲ့ဟာတွေပေါ့အဲ့ဒါတွေကိုထိန်းသိမ်းခြင်းဖြင့် ဆောင်ရွက်ရမယ်လို့ပြောတယ်အဲ့တော့ဆိုလိုချင်တာကဗျာမိကုံးမော်မူဒီပြောရင်ဆေးပေါ့လောကမှာဆေးဆိုတာဆေးမှန်တဲ့များဟာယောဂပြောက်တယ်ယောဂပြောက်တဲ့အတွက်လည်းသူကိုဆေးလို့ခေါ်ထားတာပေါ့နော်ဒါပေမဲ့အနာနဲ့ဆေးတက်အောင်ပြေးဖို့လိုတယ်လောကကလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်လောကီထဲမှာပျော်ဖို့သွားလို့လို့မရဘူး လောကီထဲမှာပျော်ပျော်ပြီးတော့ကြီးပွားမဲ့ပုဂ္ဂိုလ်ဟိုအချိန်ခါမရောက်ဘဲနဲ့တရားသီးနုနုလေးကိုသွားအုပ်ရင်ပုတ်သွားလိမ့်မယ်။အဲဒါလိုတွေလုပ်လို့မရဘူးပေါ့နော်။ဒါကြောင့်ဆေးမှန်သမျှယောဂလည်းပျောက်တယ်။ယောဂပျောက်လို့ဆေးလို့ခေါ်တယ်။သို့သောအနာနဲ့ဆေးကိုတဲအောင်ပြေဖို့လိုတယ်။တဲပြန်တော့လည်းပဲလိုအပ်သလောက်မလုပ်ဘဲနဲ့အချိန်စမဲ့လုပ်ရင် overdose ပေါ့။ဆေးလွန်တာဖြစ်တယ်နော်။ဆေးကြောက်ဖြစ်တဲ့ဆေးလွန်တာကကုရခက်သွားတယ်။နော်။ ဘေသဇာသမုတ်တိတော်ဝိရရောဂောအတ္တိကိစ္စဟောတိရဲ့အဲ့ဒါဆေးလွန်တာအမြဲတမ်းကုသခက်တယ်ပေါ့ဒါကြောင့်ဘယ်ချိန်ဘယ်ထမင်ဝုတ်မယ်ဘယ်ခီးဘယ်ထီးစောင်းမယ်ဘယ်အရက်ဘယ်ဖက်နှက်စီမယ်ဆိုတာနိုင်နိုင်ချင်းချင်းသူခင်ပင်အနေနဲ့ဆောင်ရရမယ်မိဘကိုလှုပ်ကြည့်တာမကောင်းဘူးလားကောင်းတယ်တသက်လုံးအဲ့ဒါပဲလှုပ်ကြည့်တော့နိဗ္ဗာန်ရောက်ကြောင်းယုံနဲ့ဓမ္မမလုံနဲ့မဟုတ်ဘူးဘုရားရှင်ကအဲ့ဒါပြင်ပါလေလောကလွတ်မြောက်ကြောင်းလုပ်ရမယ်လောကတဲ့နေရင်လည်းဝတရားမပြည့်ရဘူးအဲ့ဒါလိုဟောတဲ့ပြောတဲ့ပုံစံဒီမှာအမတန်ရေးကြည့်ပါလေအကွက်စိတ်ဖို့ပေါ့နော်နားထောင်တဲ့ပုံစံကလည်း absorb လုပ်တတ်ဖို့လိုပါတယ်ဒါလေးပြေချိုင်းနေကုန်ချုပ်ပါ